ဝန်ထမ်းအင်အားလျှော့ချမည့်အစီအစဉ်ကံပညာရေးဝန်ကြီးဌာနကြီးညာအမေရိကန်ပြည်ထောင်စုပညာရေးဝန်ကြီးဌာနအနေနဲ့သူရဲ့ဝန်ထမ်း1300ကျော်ကိုအလောက်ကနေထုတ်ပယ်သွားမယ်လို့မတ်လ12ရက်နေ့ကကြီးညာခဲ့ပါတယ်ဒါဟာဝန်ထမ်း4100လောက်ရှိတဲ့ပညာရေးဝန်ကြီးဌာနရဲ့ထက်ဝက်နှိပါကိုရှင်းချမဲ့အစီအစဉ်ရဲ့တစိမ့်တစ်ပိုင်းဖြစ်ပါတယ်။ပညာရေးဝန်ကြီး Lambda MC Mahon ကိုစနေအထက်လော့တော်ကဝန်ကြီးအဖြစ်အတည်ပြုပြီးနော် ပြီးခဲ့တဲ့ရက်သက်သက်ပတ်အတွင်းကလေးကဝန်ထမ်းတွေလျှော့ချမဲ့အကြောင်းဌာနအတွင်းအသိပေးခဲ့ပါတယ်။ဒါပြင်ဝါရှင်တန် DC မှာရှိတဲ့ပညာရေးဝန်ကြီးဌာနရုံးချုပ်နဲ့ဒေသအသီးသီးမှာရှိတဲ့ရုံးတွေကိုပိတ်ထားမှာဖြစ်ပြီးမတ်လ23ရက်နေ့ပြန်မဖွဲ့ခင်အထိရုံးတွင်းဝင်ရောက်ခွင့်မပြုထားကြောင်းမတ်လ12ရက်နေ့ကဝန်ထမ်းအလုံးကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။သမရတော်နဲ့ထရကတော့ပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းပြီးပြည်내အစိုးရတွေကပဲ ပညာရေးတာဝန်ယူတဲ့စနစ်ကိုလှုံ့ဆော်သွားမယ်လို့ပြောဆိုထားပါတယ်။လက်ရှိပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကတော့ကျောင်းတွေကိုဗဟုအစိုးရအနေနဲ့ထောက်ပါတာကျောင်းသားချင်းငွေတွေနဲ့ background ပညာတော်တင်စုကိစ္စတွေကိုဆက်လက်လှုံ့ဆော်သွားမယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။ဝန်ထမ်းအရေးအတွက်လျှော့ချတာအပြင်နယူးယောက်ဘော့စတန်ချီကာဂိုနဲ့ကလဘလမ်းမြို့တွေကပြည်ထောင်စုအစိုးရပညာရေးဝန်ကြီးဌာနကငှားရမ်းထားတဲ့အဆောက်အဦတွေကိုလည်းရပ်ဆိုင်းလိုက်ပါတယ်။ တမရထွာအစိုးရအနေနဲ့အစိုးရဌာနအသီးသီးကဝန်ထမ်းတွေကိုတဖြည်းဖြည်းလျှော့ချနေပြီးစုချင်းငွေပေးပြီးအနားယူစေတာတွေအသိခံအစောက်ကျစ်ဝန်ထမ်းတွေကိုပါထုတ်ပေးတာတွေကိုကနအူးလုံးဆောင်နေပါတယ်ပညာရေးဝန်ကြီးဌာနအပြင်စစ်မှုထမ်းဆောင်ဌာနပင်စင်နဲ့မတန်ဆွမ်းသူများလူမှုပူလုံရေးဌာန SSA အခြားအစိုးရဌာနတွေကထောင်ထဲချီတဲ့ဝန်ထမ်းတွေကိုလည်းဆက်လက်လျှော့ချသွားနိုင်ခြေရှိနေပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်